နာတရုတ်ရဲ့ရန်လိုမှုတွေအတွက်ပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်။ခုရက်တွေတွင်မှာထိုင်ဝမ်ဒေသဆိုင်ရာအာဏာပိုင်တွေကအိမ်အောင်စုတိုင်းကိုအေးပေါ်အခြေအနေလမ်းညွှန်စာအုပ်လေးတွေဖြန့်ဝေပေးနေပါတယ်။ 加强全市。ကျွန်တော်တို့လူ့ဖွဲ့စည်းကိုချိန်ချောင်းမှုတွေနဲ့ပတ်သက်တဲ့ကျွန်တော်တို့ဇူရရဲ့မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ခံယူချက်နဲ့ပြတ်သားတဲ့ခိုင်မာမှုကိုပြသလိုပါတယ်လို့ထိုင်ဝမ်ကာကွယ်အေဂျင်စီအကြီးအကဲကပြောပါတယ်။စောင်းငင်လေးမှာတရုတ်နိုင်ငံကတိုက်ခိုက်လာနိုင်တဲ့ချိန်ချောင်းမှုနဲ့ဂျပန်ကိုပါစိုးရင်ပူပန်စေတဲ့ကျူးကျော်မှုအန္တရာယ်ကိုအဓိကဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ရက်တရက်ကဂျပန်ဝန်ကြီးချုပ်သီနီတာကေအီချီကထိုင်ဝမ်ကိုထောက်ခံကြောင်းပြောကြားခဲ့လို့တရုတ်အစိုးရနဲ့ဆက်ဆံရေးတင်းမာခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့သူတို့ရဲ့လွဲမှားတဲ့ပြောဆိုမှုတွေကိုချက်ချင်းရုပ်သိမ်းပြီးတရုတ်ပေါ်ထားရှိတဲ့ဂရီကုဝတ်ကိုတိကျတဲ့လူရက်တွေကနေတဆင့်ရိုရိုတတပြသရပါမယ်လို့တရုတ်အစိုးရကတုံ့ပြန်ပြောကြားပါတယ်။ဝင်းကြီးချုပ်တခိအချီရဲ့ထိုင်ဝမ်ပေါ်မှတ်ချက်ထွက်ပေါ်လာပြီးနောက်မှာတရုတ်ဆိုရကသူ့နိုင်ငံသားတွေကိုဂျပန်နိုင်ငံကိုမသွားရောက်ကြဖို့အကြံပြုခဲ့ပါတယ်။ဒါကြောင့်လေရင်ခီးစဉ်လက်မှတ်၅သိန်းပဲဖြတ်ခံရပြီးဂျပန်နိုင်ငံရဲ့ပင်လယ်စာပို့ခုံတွေလည်းဆိုင်းငံ့မယ်လို့လည်းတရုတ်ဆိုရကကြေညာခဲ့ပါတယ်ရှင်။